တချို့သောအကြောင်းရင်းတွေကြောင့်ခန်းနေဝေကေယာမှာမလို့တော့ပဲတခြားသောပရိုက်တာကေယာမှာလူတန်းလိုက်တဲ့ပိုင်းတကုံပရိသတ်များလုံးမင်္ဂလာပါရှင်ဘောင်မီစနုံးကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ပြဒနာရီတက်နေတဲ့ခန်းနေဝေမိဘမဲ့ရင်သေးလေးများကေဟာကိုမလူတမ်းမိန်တခြားသောပရာဟိတမိဘမဲ့ကေဟာကိုလူတမ်းလိုက်တာကတော့တရုတ်ဆောင်မင်းသားပိုင်တကုံတို့ဇနီးမောင်နှံဖြစ်ပါတယ် ပိုင်းတကုံအားဇနီးတဲ့လင်းများဖြူနေတူမင်္ဂလာဦးအလို့ဖြင့်ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်တနတ်ချောင်းကျေးရွာအုပ်စုမှာရှိတဲ့ YGW မိဘမဲခေယာမှာအလုံငွေ123သိန်းနဲ့အတူတနေ့စာအာဟာရကျွေးမွေးလူတန်းခဲ့တာဖြစ်ပါတယ်။လူတွေကတော့ပိုင်းတကုံအားခန်းနေဝေမိဘမဲခေယာကိုမလူတန်းတဲ့ပုံမှာတော်တော်လေးကိုလူပြောများနေကြတာဖြစ်ပါတယ်။အလုံးသေးကြတဲ့အတန်းဒီမတိုင်ခင်မှာတော့အနုပညာအတန်းဝိုင်းကလူအများစုဟာအလူလုံးလို့ရှိရင်လောက်ကြတာကခန်းနေဝေရင်သွေးလေးများခေယာကိုပဲလူတန်းကြတာများပါတယ်။ဒါပေမဲ့လည်းအခု ့ရက်ပိုင်းမှာတော့ခိုင်နင်းဝေ Brighter Foundation ဟာတော်တော်လေးကိုမှဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းခိုင်နင်းဝေ Brighter Foundation ဟာအစောပိုင်းမှာကလေးကငလင်ပေးမှလှူဒန်းပုံနဲ့ပတ်သက်လို့ဝေဖန်မှုတွေများပြားခဲ့ပါတယ်။ဒါအပြင်ပြည်ခဲ့တဲ့ရက်ပိုင်းမှာလည်းခိုင်နင်းဝေကိုအထည်ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ယောက်ကငွေသိန်း30မှာလွှဲခဲ့ပေမဲ့လည်းခိုင်နင်းဝေဘက်ကတော့အကြောင်းမျိုးမျိုးပြပြီးတော့ပြန်မပေးခဲ့ရပဲဖြစ်ပါတယ်။ဒါကြောင့်လည်းပရိသတ်တွေကတော့ခိုင်နင်းဝေကိုဝေဖန်နေကြတာပါ။ အစောပိုင်းမှာတော့ခန်းနေဝေကိုပရိုက်တာမိခင်ကြီးဖြစ်ခြေကျူးကြပေမဲ့လည်းအခုတော့အဝေးပန်းနေကြတာဖြစ်ပါတယ်။ဒီလိုချိန်မှာပိုင်နဂုံကတခြားသောမိဘမဲ့ခင်ဟာတွေကိုလှူတန်းလိုက်တာဖြစ်ပါတယ်။တရုတ်ဆောင်မင်းသားပိုင်နဂုံကဇနီးတဲ့လေးများဖြူနေအတူမင်္ဂလာဦးအလှူအဖြစ်ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်တနတ်ချောင်းကျေးရွာအုပ်စုမှာရှိတဲ့ YGW မိဘမဲ့ခင်ဟာမှာအလူငွေ123သိန်းနဲ့အတူတနေ့စာအာဟာရဒါနကိုကျွေးမွေးလှူတန်းခဲ့ရပဲဖြစ်ပါတယ်။ဒီလိုမျိုးလှူတန်းရတာကလည်း YGW မိဘမဲ့ခင်ဟာအမှန်တကယ်ကိုမ အလူရှင်တွေလိုအပ်နေအကြောင်းလို့သိရပါတယ်။တခြားသောမိဘမဲ့ခင်ရတွေမှာလည်းအလူရှင်ပေါများပေမဲ့ဒီမိဘမဲ့ခင်ရမှာတော့အလူရှင်နည်းနေရလို့ဆိုပါတယ်။ ပုံမှန်ဆိုရင်တော့အမှုပညာရှင်တွေကလူတွေတော်တော်များများဟာခန်းနေဝေရဲ့ Brighter Foundation မှာလူတန်းကြပါတယ်။ဒါကြောင့်မလို့တိုက်ကြီးမျိုးနယ်မှာရှိရဲ့ YGWK ဟာကတော့မိဘမဲ့ကလေးပေါင်းစုံအရွယ်ပေါင်းစုံစိုက်စုံကိုဖုံဖုံတွေကကျွေးမွေးပြုစုဆောင်ရှောက်နေရလဲဖြစ်ပါတယ်။ YGWK ဟာကတော့အလူရှင်တွေတစ်ခါတလေရှိပေမဲ့ခန်းနေဝေကဟာတော့တော့အလူရှင်မများဘူးလို့လည်းသိရပါတယ်။ဒီလိုမျိုးအလူရှင်တိတ်ပြီးရောအယောက်ပေါင်းနေနေနေဆိုရင်ဟင်းမကောင်းမဲ့ရှိတာလေးတွေနဲ့ပဲမိဘမဲ့ရင်သွေးလေးတွေကစားတောင်းရတာ လည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ပိုင်းတကောနဲ့ဇနီးတဲ့လင်းများပြူဟာဘိုရိုဖုန်းမိသားစုနဲ့အတူ 1GW မိဘမဲ့ဂေဟာကုံတနေ့စာထမင်းတွေနဲ့အတူတင်းတရာကျော်လှူတန်းခဲ့တာပဲဖြစ်ပါတယ်။ဒီလိုမျိုးနိုင်ငံကျော်မင်းသားပိုင်ဒဂုံကိုယ်တိုင်လာရောက်လို့လေမိဘမဲ့ကလေးတွေကဝမ်းသာနေကြတာဖြစ်ပါတယ်။ပိုင်ဒဂုံကမိဘမဲ့ကလေးတွေအားလုံးကိုစိတ်ရှည်လက်ရှည်နဲ့ဓာတ်ပုံရိုက်ပီးခဲ့တယ်လို့လည်းသိရပါတယ်။ပိုင်ဒဂုံဟာအားလုံးသိကြတဲ့အတိုင်းစိတ်ထားကောင်းပြီးတော့ပြည်သက်တွေချစ်ခင်အားပေးကြတဲ့မင်းသားကျော်လေးတစ်လက်ပေါင်း အခုခါမှာတော့ပိုင်တကွန်ရဲ့ပရိသတ်ချစ်တော်မင်းသားကျော်လေးဖြစ်တာနဲ့အညီချစ်သူလေးလင်းမြဖြူနဲ့လက်ထပ်ထားပြီးတော့ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကိုမလုပ်ဖဲနဲ့ပရိသတ်အလုပ်တွေကိုလုပ်နေရကြောင်းလဲချီးကျူးနေကြတာဖြစ်ပါတယ်။ပိုင်တကွန်ဟာမိဘမဲ့ကလေးတွေနဲ့ရင်းနှီးစွာနေပေးကြတာကိုလည်းတွေ့ရပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောခိုင်နှင်းဝေကေရမှာမလူတန်းမဲနဲ့ YGWKH ကိုလူတန်းခဲ့တဲ့ပိုင်တကွန်ရဲ့လုပ်ရပ်ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်